။လောရောက်လာကြသောမဟာမိတ်တအသီးသီးမှတောင်ဝံရှိပုဂ္ဂိုလ်များဖိတ်ကြားထားသောအထူးဧည့်သည်တော်များမျိုးမီမျိုးဖားများဤတွင်ပြည်ပအသီးသီးမှကြွားရောက်ရှိမြင်လာကြသူများရခိုင်တပ်မတော်ခေါင်းဆောင်ကြီးနှင့်အရာရှိအရာခံများအကြစစ်သည့်ရေးပေါ်ရေးပန်းများဤတွင်ပြည်ပအွန်လိုင်းမှသစင်တရေကြည့်ရှုနေကြသောယဟန်ရှင်ပြည်သူအပါအဝင်ရခိုင်ပြည်သူပြည်သားအလုံးကို မင်္ဂလာပါလို့ဥစွာပနာမပြောကြလိုပါတယ် ကျွန်တော်ကတော့အခိုင်တက်မလို့ဒုတိယစီဦးစီးချုပ်ဒေါက်တာညိုထွန်းအောင်ဖြစ်ပါတယ်။ဒီနေ့2023ခုနှစ်ဧပြီလ10ရက်နေ့ဟာကျွန်တော်တို့ရခိုင်တက်မလို့ရဲ့၄နှစ်ပြည့်တက်မလို့နေ့ဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ Argan Army ရခိုင်တက်မလို့လို့လူသိများတဲ့ရခိုင်တက်မလို့ကိုမဟာမိတ်ကရှင်နေမြေမှာလွန်ခဲ့တဲ့၄နှစ်ကျော်ကာလကအခုလိုမျိုးဧပြီလ10ရက်နေ့မှာ မျိုးရှိရဟန်းပြို့ လူငယ်တက္ကသိုလ်ကျောင်းသားတွေနဲ့ရခိုင်အမျိုးသားရေးမူလန်းစဉ်ရခိုင်နိုင်ငံနဲ့ရခိုင်လူမျိုးတို့အပေါ်မှာခံယူရတဲ့သစ္စာဒိဋ္ဌာ၅ချက်အပေါ်မှာအရှိခံပြီးဖွဲ့စည်းထားတာဖြစ်ပါတယ်။ဧပြီလ10ရက်နေ့ကို တမတော်နေ့ဖြစ်ဘာကြောင့်သတ်မှတ်ရသလဲဆိုရင်အဲ့ဒီဧပြီလ10ရက်နေ့ဟာရခိုင်တမတော်ရဲ့အပစင်တည်တင်းနှင်းဆင်ပွဲနေ့ဖြစ်ပြီးထူးခြားတဲ့အချိန်ခါနဲ့အတူ ထူးခြားတဲ့တိုက်ဆိုင်မှုတွေအများကြီးကြုံတွေ့ခဲ့ရတဲ့အတွက်ကြောင့်ဧပြီလ10ရက်နေ့ကိုတပ်မတော်နေဖြစ်သားမရရှင်ဖြစ်ပါတယ်။ဒီနေ့လဲထူးခြားတဲ့တိုက်ဆိုင်မှုတွေရှိတယ်လို့ပြောရင်ရပါတယ်။ဒီနေ့မနေ့9နာရီလောက်မှာပဲကျွန်တော်တို့နေတဲ့အခန်းကိုပြားတွေအုံလိုက်ဝင်ပြီး အခန်းထဲမှာပြားအိမ်တည်ဆောက်နေတာကိုကြုံတွေ့ခဲ့ရလို့ပဲဖြစ်ပါတယ်။ဂုံသေးရှိ လူကြီးမင်းများခင်ဗျာ။ရခိုင်သမိုင်းကိုဘုံမီနေလတောက်ပတ်စီခဲ့တာကတော့ အဲ့ဒီရခိုင်တပ်မတော်ပဲဖြစ်ပါတယ်ကျွန်တော်တို့ရခိုင်သမိုင်းမှာရခိုင်အင်ပါယာကြီးသမိုင်းခေတ်အဆက်ဆက်ခိုင်မာမြင့်မတင်းနေခေချင်းဟာအမျိုးသားစည်းလုံးညီညွတ်မှုနဲ့ခိုင်မာတောင်းတင်းနဲ့ရခိုင်တပ်မတော်ကိုပိုင်ဆိုင်ထားခဲ့တဲ့အတွက်ကြောင့်ဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဘိုးဘေးတွေဟာမကိုအင်ပါယာရဲ့ရေဓာတ်ကိုသော်လည်းကောပေါ်တူဂီနဲ့အနောက်တိုင်းအင်အားများရဲ့ထိပါကျူးကျော်ရန်စမ်းမှုအမျိုးမျိုးကိုသော်လည်းကောနိုင်နေအောင်မြင်ပြီး အိန္ဒိယသမုဒ္ဒရာတနံတလျားမှာရခိုင်အောင်လံကိုလွှင့်လို့အမျိုးကုံကို မြင့်တင်ထားနိုင်ခဲ့ကြပါတယ်။ဗမာအင်ပါယာဘရင်နောင်မင်းရဲ့ဘကိုးကမ္ဘောဇာတာဒီအပောင်းဝင် ထိုင်းနိုင်ငံနေနမိတ်တိရှီတဲအောင်မွေးခံနိုင်ခဲ့ကြတယ်။ရခိုင်သမိုင်းကိုဘုံမိနေလားတောက်ပတ်စေခဲ့တာကတော့အဲ့ဒီရခိုင်တပ်မတော်ပဲဖြစ်ပါတယ်။ကျွန်တော်အနေနဲ့ကျွန်တော်တို့ရဲ့ရခိုင်တပ်မတော်အကြောင်းကိုမိတ်ဆက်ပေးရင်ရခိုင်တပ်မတော်ရဲ့ လက်ရှိပဂတိအခြေအနေအကြောင်းကို အနည်းငယ်ပြောကြားရမယ်ဆိုရင်ကျွန်တော်တို့ရခိုင်တပ်မတော်ဟာအခက်အခဲအမျိုးမျိုးကြားမှာမှန်ကန်တဲ့ယက်ဒီချက်မှန်ကန်တဲ့ဥဆောင်မှုတွေနဲ့မှန်ကန်တဲ့ဥဆောင်သူတွေရဲ့အောက်မှာ လုံတင်လုံထိုက်တဲ့အလုပ်ကို တစိမ့်မမလှုပ်ဆောင်နေပါတယ်။လေးနှစ်ကျော်ဆိုတဲ့ကာလကိုဖြတ်သန်းပြီးတဲ့နောက်ပိုင်းမှာတော့ရခိုင်တပ်မတော်အနေနဲ့တော်လန်ရေးတပ်မတော်တို့ခုရဲ့ရှိုးရှင်ဖန်ခါအရသာမျိုးစုံကိုတွေးကြုံခံစားမှုပြီးဖြစ်ပါတယ်။ ဘဝတူညီအောင်တိုင်းရင်သားမဟာမိတ်ရေးပေါ်ရေးပေါ်များနဲ့အတူဘုံရန်သူကိုအတူတူတိုက်ခိုက်နေရင်ကျွန်တော်တို့မွေးရမြေရခိုင်ပြည်ကြီးမှာလည်းဘေးကျနံကျအခြေအနေဆိုးတွေနဲ့ရင်ဆိုင်ကြုံတွေ့နေရတယ်ဆိုတာကိုကြွားရောက်လာကြတဲ့မဟာမိတ်အဖွဲ့အစည်းတည်တည်မှတာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့်ဖပီးသားစာအုပ်တို့လိုသိရှိပြီးသားဖြစ်လိမ့်မယ်လို့ရခိုင်တမတော်အနေနဲ့အပြေးဝယုံကြည်မိပါတယ်အခုလိုမျိုးကျွန်တော်တို့ရခိုင်ပြည်ကြီးရဲ့ ြည်စုပံဘေးကျန်းနိုင်ကြအခြေအနေအခက်အခဲတွေကိုကျွန်တော်တို့ရခိုင်တပ်မတော်အပါအဝင်ရခိုင်ပြည်သူလူထုတရားလုံးဘက်ကမှန်ကန်တဲ့ယက်တီချက်တွေနဲ့ယက်တီပေးဖို့မျှော်လင့်မိသလိုတောင်းလဲတောင်းဆိုပါရဲကျွန်တော်တို့ရခိုင်ပြည်ဆိုတာတဘာဝတရားကပေးထားတဲ့တဘာဝတရားစတာအရင်မြစ်တွေစီးပေါ်ရေးအရင်မြစ်တွေလူအရင်မြစ်တွေဟာ အခြားပြည်နေတွေတဲ့တာလွန်ကောင်းမွန်တဲ့အခြေအနေမှာရှိပါတယ် ဒါပေမဲ့တကယ်လက်ရှိအခြေအနေတွေဟာလက်တွေ့ဘဝနဲ့ကင်းကွာနေပြီးမြန်မာတနိုင်ငံလုံးရဲ့ဒုတိယအစင်းရေးဆုံးပြည်နယ်ဆိုတဲ့ဘွဲကို လက်မခံရှင်ပေမဲ့လက်ခံထားနေရတယ်ဆိုတာကိုကြွားရောက်လာကြတဲ့ဂုံသေးရှိ လူကြီးမင်းများနဲ့မိဖပြည်သူအပေါင်းကို အသီးပေးပြောကြလိုပါတယ်ဒါရီယာဘာကြောင့်လဲဆိုတော့တော်လန်နဲ့တမ်လို့တရားမရှိတဲ့အတွက်ကြောင့်ဖြစ်တယ်ဆိုတာကိုလူကြီးမင်းတို့အနေဖြင့် လက်ခံပေးကြလိမ့်မယ်လို့ယုံကြည်ပါတော်လိုင်းရဲ့အဖွဲ့အစည်းတည်တည်တို့ဟာရုံးကန်လှုပ်ရှားတိုက်ပွဲဝင်ရန်သူရဲ့တော်လိုင်းရဲ့အင်အားရှိနေတော့အောင်ပြုလုပ်ထားတဲ့ view တွေအောက်မှာအလူလေးခံစားနေရတဲ့အတွက်ကြောင့်လည်းဖြစ်ပါတယ်ဆိုလိုတာကဗဟုအစိုးရအနေဖြင့်သူတို့ရဲ့ဗဟုအစိုးရကိစ္စတွေကိုဆောင်ရွက်ပြီးမှသာလျှင်ပြည်နယ်ကိစ္စတွေကိုဆောင်ရွက်ပေးတဲ့စနစ်တွေကို ဆိုလိုခြင်းဖြစ်ပါတယ်ကုန်သေးရှိလူကြီးများများခင်ဗျာ လက်ရှိရခိုင်ပြည်ရဲ့ပဂတိအရှင်တွေကိုအနှင်းငယ်မိတ်ဆက်ပေးရရင်တိမ်ပဲအုပ်ချုပ်သူတွေရဲ့မျက်ကွယ်ပြုမှုအစ္စလာမ်မိုက်ဇေးရှင်းရဲ့ရှိန်ချောက်မှုရခိုင်ပြည်ရဲ့ထူးခြားတဲ့ပထဝီနိုင်ငံရဲ့အနေအထားကြောင့်အင်အားကြီးနိုင်ငံတချို့ရဲ့စီးရင်နိုင်ငံရေးစီးပွားရေးအကျိုးစီးပွားတို့အတွက် ရခိုင်ပြည်ကိုမျက်စိကျမှုတို့နဲ့ဖိနှိပ်ချုပ်ရှင်မှုတွေအောက်မှာအလူးလက်ခံနေရတဲ့ကျွန်တော်တို့ရခိုင်ပြည်ရဲ့ ဒဏ်ရာဒဏ်ချက်တွေကိုလူကြီးမင်းတို့အားသိရှိစေဖို့နဲ့စာနာနားလေပေးဖို့ရခိုင်ပြည်သူတွေကိုစားရခိုင်တပ်မတော်ကအသိပေးလိုပါတယ်။ဖိနေရှင်နဲ့ဒူပါလာတဲ့နောက်ဆက်တွဲတွေကတော့ရခိုင်တိုင်းရင်းသားတွေကို ရခိုင်ပြည်ကထွက်ခွာစေဖို့တွန်းအားပေးမှုတွေကိုဖြစ်ပေါ်စေခဲ့တာကတော့နေ့စဉ်နေ့တိုင်းပါပဲ။ဒါကြောင့်ရေကြီးရမျက်နှာရကိုထွက်ခွာနေကြတဲ့ရခိုင်တိုင်းရင်းသားမျိုးနွယ်စုတွေကလည်း နေစဉ်နေတိုင်းပါပဲဒါကြောင့်ရခိုင်တွေဟာမလေးရှားထိုင်းဖောက်ကန့်ပြည်မအစရှိတဲ့မျိုးတွေကိုထွက်ခွာနေတာကလည်းနေစဉ်နေတိုင်းပါပဲဒီလိုမျိုးရခိုင်လူမျိုးတွေကိုမိမိရရမှာနေထိုင်စားတောက်လုပ်ကင်ခွင့်မရအောင်ဖန်တီးထားတဲ့အခြေအနေတွေအောက်မှာလူအချက်တွေများစွာနဲ့တူရခိုင်တပ်မတော်ကယုံကြည်ချက်ခိုင်ခိုင်မာမာနဲ့ခိုင်မာတဲ့တပ်မတော်တရားကိုပြည်ပြင်းအောင်တည်ဆောက်နေကြောင်း ယခိုင်ပြည်သူလူထုနဲ့မိဖပြည်သူများကိုအတိပေးပြောကြားလိုပါတယ်ဒီလိုတတ်တည်ဆောင်မှုနဲ့အတူယခိုင်တမျိုးသားလုံးနဲ့လက်တွဲရင်းအမျိုးသားရေးလှုပ်ရှားမှုကြီးအသွင်ဖြင့်ပြင်းပြင်းထန်ထန်အားစိတ်ဆောင်ရွက်ဖို့အထူးလိုအားကြောင်းတိုက်တွန်းပြောကြားလိုပါတယ်အခုလိုမျိုးယခိုင်တမ်းတော်အနေနဲ့ကြာကံမှုမပေးနိုင်ဘူးဆိုရင်ယခိုင်ပြည်ရဲ့လက်ရှိအရှင်တွေဟာဒီထက်ပိုလို့ဆိုးဝါးသွားနိုင်တယ်ဆိုတာအသေးစားပါပဲ။ ုံဒီရှိလူကြီးမင်းများခင်ဗျာမြန်မာနိုင်ငံရဲ့နိုင်ငံရေးလောကမှာကိစ္စပြီးလူသိများတဲ့စကားတော်ရှိပါတယ်ဒါကတော့နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းမှအလုံးဖြေရှင်းနိုင်လိမ့်မယ်ဆိုတဲ့စကားပါပဲဘယ်လောက်ပဲနိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းနဲ့ဖြေရှင်းရမယ်ပြောပြောလက်တွေ့မှာတော့အာရှိတဲ့သူက အာနေတဲ့သူကိုအောက်ကိုအတုံးပြူပြီးဖြေရှင်းနေတယ်ဆိုတာကိုတော့ ွားရောက်လာတဲ့လူကြီးမင်းတို့အလုံးအသီးပဲဖြစ်ပါလိမ့်မယ်။ဒါကြောင့် might is right အားရှိတဲ့သူကအနိုင်ရသမီးဆိုတာကတော့အမြဲတမ်းမှန်ကန်နေတဲ့စကားပုံတစ်ခုပါပဲ။ဒါကြောင့်ကျွန်တော်တို့မဟာမိတ်ညီညောင်တိုင်းရင်းသားအလုံးအနေဖြင့်ဘာတွေကိုအာယုံစိတ်ပြီးဘာတွေကိုပြင်ဆင်ထားဖို့လိုအပ်လိမ့်မယ်ဆိုတာကို ရှည်ရှည်ဝေးဝေးပြောဖို့မလိုအပ်တော့ဘူးလို့ထင်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ရခိုင်တပ်မတော်အနေဖြင့်မဟာမိတ်တအသီးသီးမှကြွားရောက်လာကြတဲ့ခေါင်းဆောင်များကို အလေးနဲ့ထားမှာကြလို့တာကတော့ကိုခြေထောက်ကိုယက်တီနိုင်အောင်ကြိုးစားအထောက်ရင်ကိုအင်အားကို အကောင်းဆုံးတည်ဆောက်ဖို့လိုအပ်တယ်ဆိုတာပါပဲဒီလိုတည်ဆောက်နိုင်မှသာလျှင်တိုင်းရင်းသားတို့အလုံးမျှော်လင့်နေတဲ့အခွင့်အရေးဆိုတာကိုရရှိနိုင်လိမ့်မယ်လို့ရခိုင်တပ်မတော်အနေနဲ့အပြည့်အဝယုံကြည်ပါတယ်ကျွန်တော်တို့ရခိုင်တပ်မတော်အနေနဲ့လုံသိမ့်လုံထိုက်တဲ့အလုပ်ကိုမှန်မှန်ကန်ကန်လုပ်ဆောင်နေပြီးတိုင်းရင်းသားတို့ရဲ့လိုအပ်ချက် လိုအပ်နေစေကွက်လပ်ဖြစ်တဲ့တရားမြတ်တည်းရေးတန်းတူအခွင့်အရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတဲ့ပန်းနိုင်ကိုအရောက်ရှိတဲ့နေတယ်ဆိုတာပါပဲဒါကြောင့်ဘဝတူညီအောင်တန်းရင်သားတို့အနေဖြင့်သူ့ရေးဟာကိုယ်ရေးကိုယ်ရေးဟာသူ့ရေးကဲသို့သဘောထားနိုင်မှသာလျှင်ကျွန်တော်တို့လူချင်းတဲ့ဖယ်ရယ်ဆိုတဲ့ရုပ်လုံးဟာပြည်ပြင်လာလိမ့်မယ်လို့ရခိုင်တပ်မတော်အနေနဲ့အလေးနဲ့ယုံကြည်ရင်တတိထားကြဖို့ထားလောင်းပြောကြလိုပါတယ် လက်ရှိမြန်မာနိုင်ငံရဲ့အပြောင်းလဲရည်စည်းကြုံထင်းမှာအပြောင်းလဲရဲ့တားကောင်မဖြစ်သွားဖို့ကိုအထူးဂရုစိတ်ဖို့လိုပါတယ်။ဒါအပြင်ခဏခဏကြားနေရတဲ့ငင်းချမ်းရေးဆိုတဲ့စကားလုံးရဲ့အောက်မှာကျွန်တော်တို့အနေနဲ့သင်သမခံရဖို့ကိုတတိပြုဖို့လိုအားကြောင်းတိုက်တွန်းပြောကြားလိုပါတယ်။ဒါအပြင်ငင်းချမ်းရေးရဲ့တပည့်ဆံမျက်နှာပေါ်ကအပြည့်အခရစည်းဆိုတဲ့ဆံမျက်နှာကိုလည်းတတိထားကြဖို့လိုအားပါလိမ့်မယ်။ ခုသမရဥသိင်္ဂဆိုရပြောနေတဲ့အတိုင်းပြီးလုံးအပြည့်အခါရစေဆိုတဲ့စကားဟာ comprehensive မဖြစ်ဘူးဆိုတာကိုမြန်ဝါထင်ထင်တွေးမြင်နေရသလိုယူတာမှုအာနိရှင်နဲ့တူ transparency မရှိဘူးဆိုတာကိုလည်းတွေးနေရတယ်။အလွေတကူဂတိတွေပေးပြီး accountability မရှိဘူးဆိုတာကိုလည်းတွေးနေရပြန်တယ်။ဒါကြောင့်ကျွန်တော်တို့အနေနဲ့ဥသိင်္ဂအစိုးရရဲ့အပြောအဆိုအပြုအမူတွေကိုတည်ထားစောင့်ကြည့်လေ့လာရင် ိုးရရဲ့သဘောထားတွေဟာမှန်ကန်မှုရှိသလားဆိုတာကိုစမ်းစစ်လေ့လာကြည့်ဖို့လဲအထူးလိုအပ်ပါတယ်။အစိုးရအနေနဲ့တတိုင်းပြည်လုံးတနိုင်ငံလုံးအပြည့်အခရရှိတာမျိုးမဟုတ်ဘဲနဲ့ဟိုနာတစ်မျိုးဒီနာတစ်မျိုးပြောချင်တာပြော လုံချင်တာလုံနေလို့ကတော့သာဝရညီချမ်းရေးကိုလိုချင်တာနဲ့မတူဘဲညီချမ်းရေးကွက်ကြမှုရွာနေတယ်လို့နဲ့တူနေပါတယ်။ဒါကြောင့်မဟာမိတ်တအတီတီမှာခေါင်းဆောင်တို့အနေနဲ့ဦးသိန်းစိန်အစိုးရရဲ့ မယိုးသားမှုတွေအောက်မှာတော်လန်ရေးတတိမျိုးသားရေးတတိတွေကိုမရိုင်းမလဲအောင်စောင့်ထင်းရင်ကျွန်တော်တို့လူချင်းတဲ့ပန်းနိုင်ကိုအရောက်တော်ကြဖို့တိတ်တွန်းပြောကြလိုပါတယ်။ဂုံဒီရှိလူကြီးများများခင်ဗျာကျွန်တော်တို့အနေဖြင့်အသက်သွေးချွေးတို့ကိုစည်သေးရင်အနည်းနာခံပေးဆပ်ပြီးရရှိထားတဲ့အခုလိုမျိုးအခြေအနေတွေကိုမမင်းမပြောက်ဖို့နဲ့တော်လန်ရေးတတိအမျိုးသားရေးတတိတို့ကိုမပြောက်ပြက်စေဖို့ ခိုင်တမ်းမလို့အနေနဲ့ကြွားရောက်လာကြတဲ့မဟာမိတ်တအသီးသီးမှခေါင်းဆောင်များကိုအလေးနဲ့မှာကြလိုပါတယ်။ဒါအပြင်မဟာဗျူဟာမြောက်တန်ရင်သားအကျိုးစီးပွားကိုကာဝေးပေးနိုင်မဲ့အခြေအနေတရားကိုလည်းဖန်တီးဖို့လိုအပ်ပါတယ်။ဒါကြောင့်ရန်သူရဲ့ပရိယေတကွင်းသေးကိုဝင်မသွားဖို့ထူလိုအပ်ပါတယ်။ယခိုင်မိဖပြည်သူအပေါင်းကိုမှာကြလိုတာကတော့ယခိုင်တန်ရင်သားများအနေဖြင့်ပြည်ပြင်းတဲ့အမျိုးသားရေးလမ်းစဉ်ရှိမှသာ အမျိုးသားညီညွတ်ရေးကိုတည်ဆောက်နိုင်မှာဖြစ်တယ်။တယောက်တစ်မျိုးမိမိစိတ်ထင်ရလုံချင်တိုင်းလုံနေကြသူတွေအဖို့ကတော့ညီညွတ်ရေးဆိုတဲ့အရာကတော့အပြောမှသာရှိပါလိမ့်မယ်။အတွေ့အကြုံတော့ရရှိနိုင်လိမ့်မယ်မဟုတ်ဘူး။ဂုံသေးရှိလူကြီးမင်းများခင်ဗျာ။ယနေ့ဒီအချိန်ခါတော့ကျွန်တော်တို့ရခိုင်တပ်မတော်အနေနဲ့လက်တွေ့ကြတဲ့အမျိုးသားရေးလမ်းစဉ်ရှာမှတ်ရေးအမျိုးသားညီညွတ်ရေးလုပ်ငန်းတာဝန်တွေကိုတပြိုင်တည်းတည်းမှာစူးစမ်းဆောင်ရွက်နေပါတယ်။ ခိုင်မျိုးသားအကျိုးစီးပွားအတွက်မိသည်အပွေစီနဲ့မဆိုလက်တွဲဆောင်ရွက်သွားဖို့အစဉ်သိရှိပါတယ်မိတ်ဆွေကောင်းတွေကိုလည်းမဟာဗျူဟာကြကြတိဆောက်သွားရမှာဖြစ်တယ်ဘဝတူညောမန်းချက်ဘဝတူယီမန်းချက်တွေအတွက်မဟာမိတ်မိတ်ဆွေတွေနဲ့အတူစီးရေးနိုင်ငံရေးတွေကိုလည်းဥပုံဆောင်ရွက်သွားမှာဖြစ်ပါတယ်လူတွေဟာအောက်ဆီဂျင်မရှိရင်အသက်မရှင်နိုင်သလိုအပင်တွေဟာလည်းရေမရှိရင်အသက်မရှင်နိုင်ပါဘူးဒီလိုပါပဲ ရခိုင်ပြည်ကြီးကလည်းရခိုင်တော်လှန်ရေးလှုံ့ဆော်မှုမရှိရင်ဒီထက်လုံပွားပွားသွားနိုင်တယ်ဆိုတာပါပဲ။ဒါကြောင့်ရခိုင်တပ်မတော်အနေနဲ့ရခိုင်တမျိုးသားလုံးကအားထားရတဲ့အမျိုးသားတပ်မတော်တရားကိုပိုင်ဆိုင်ခွင့်ရရှိရန်အတွက်တော်လှန်ရေးဘဝပိတ်အခြေအနေတွေအောက်မှာအစွမ်းကုန်စူးစမ်းနေကြောင်းထားလောင်းပြောကြလိုပါတယ်။ပြည်ပြင်းနဲ့ရခိုင်အမျိုးသားတပ်မတော်တရားကိုပိုင်ဆိုင်ခွင့်ရရှိနေမှသာရခိုင်အနာဂတ်ကိုရည်ရွယ်ဝန်းဝန်းရင်ဆိုင်နိုင်ပါလိမ့်မယ် ဒါကြောင့်အခိုင်တမတော်အနေနဲ့လက်တွေ့ဆန်တဲ့အပြုမူလက်တွေ့ဆန်တဲ့သဘောတရားတွေနဲ့လက်တွေ့ဆန်တဲ့အလုပ်တွေကိုကြည်ကြည်ပြန့်ပြန့်ထီထီရောက်ရောက်လှုပ်ဆောင်နေကြောင်းကိုလည်းရခိုင်ပြည်သူလူထုနဲ့ရခိုင်မိဘပြည်သူအပေါင်းကိုအတိပေးပြောကြားလိုပါတယ်။ဂုံဒီရှိလူကြီးများများခင်ဗျာရခိုင်တမတော်အနေနဲ့လင်းနေပြည်တမတော်နေကချမှတ်တဲ့တမတော်နဲ့ဥတီရှင်း900နဲ့အတူဒန်တူရေးကိုပိုင်ပြတ်ထန်းခွင့်နဲ့စစ်မှန်တဲ့ဖရယ်ပီဆောင်စု ဒီဆောက်ရလမ်းကြောင်းပေါ်မှာအခုတွားရောက်လာကြတဲ့မဟာမိတ်တအသီးသီးမှတာဝန်ရှိကောင်းဆောင်များနဲ့အတူတွေ့တဲ့တသားတွေရှိနေပြီးရခိုင်တပ်မတော်ဆိုတာဘယ်တော့အခါမှလက်နဲ့ချတဲ့တပ်မတော်ဖြစ်လိမ့်မယ်မဟုတ်ဘူးဆိုတာကိုပြောကြရင်ဤကုံရှိုးရပါတယ်